အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့ကျွန်တော်စုမုံကောင်တောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့တော့လက်ရှိကျွန်တော်ဒီနေ့မှာတော့ဒါကျွန်တော်တို့ညနေပိုင်းမှာ Arsenal ရဲ့ဒါကျွန်တော်သတင်းလေးနည်းနည်းလေးပြောလိုက်အောင်အဲ့တော့ အာဆိုတဲ့ခုလက်ရှိမှာတို့အနေနဲ့ခြေစွမ်းရတာအမြင့်ဆုံးနေထားရနေကြတယ်လက်ရှိမှာဒါကျွန်တော်တို့အကောင်းဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ထားတဲ့အာဆုံတဲ့နဲ့လာမဲ့စောင်းရာသီမှာလည်းတို့အနေနဲ့အလုပ်တွေပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းတွေလက်ရှိမှာအာဆိုတဲ့နေတာကျွန်တော် contract case lead ရေထပ်ပြီးတော့နည်းနည်းလေးပြောချင်တယ်ပေါ့နော်အာဆိုတဲ့ခုလက်ရှိမှာဒါကျွန်တော် D international break မတိုင်ခင်မှာအာဆိုတဲ့လက်ရှိ right wing ကစားသမားဖြစ်တဲ့ဒါအာဆိုတဲ့ star point ဖြစ်လို့လက်ရှိမှာလည်းဒါကျွန်တော်အသင်းမှာတော်တော်လေးကိုခြေစွမ်းပြနေပြီးတော့ဒါဒိုင်ယာကပြန်လည်တက်တာပြီးတော့တော်တော်လေးကို of course စကားပေါ့နော်စ ာကာရဲ့ဒါကြောင့်လက်ရှိခြေစွမ်းနေတကယ်ကိုဒါလက်ပြန်ထွက်နေတဲ့နေဒါတခုမှဒါနဲ့ပတ်သက်ပြီးတရင်ကောင်းတခုကအာစနိုသင်ကဒါစာကာရဲ့ဒါကျွန်တော်တို့စာချုပ်နဲ့ပတ်သက်ပြီးတော့အနည်းဆက်ဆုံးအခြေအနေကိုရောက်ရှိနေခဲ့ပြီးတော့နောက်ဆုံးဒါကျွန်တော်တို့အခြေအနေတခုကိုရောက်ရှိနေခဲ့ပြီးလို့သိရတယ်မပါဘူးအဓိကဒါကျွန်တော်တို့စာကာနဲ့ဒါအာစနယ်ကြားထဲမှာဆွေးနွေးနေကြတဲ့ဒါကျွန်တော်တို့စာချုပ်မှာတော့အဓိကဒါကျွန်တော်အဟန့်တာတခုဖြစ်နေခဲ့တာဒါအာစနယ်နဲ့ဒါစာကာနဲ့လုခလာစာမဟုတ်ပေမဲ့သူတို့နေတဲ့ဒါကျွန်တော်တို့စာချုပ်ရဲ့ဒါကျွန်တော် +1 ကိစ္စကိုဒါနည်းနည်းလေးဒါဖြစ်နေလို့သိရတယ်မှာပါတယ်လက်ရှိမှာအာစနယ်ဘက်ကပလာကျွန်တော်9 +1 ဆိုတဲ့ပုံစံမျိုးသွားခြင်းနေ ပြီးတော့စာကတော့ဒါကျွန်တော်9နှစ်ဆိုတဲ့ပုံစံမျိုးအဓိကသွားခြင်းတော့သိရတယ်ဒါပေမဲ့လက်ရှိမှာစာကရဲ့သဘောကိုပဲဒါကျွန်တော် Arsenal ဘက်ကလက်ခံသွားဖို့အတွက်ပြင်ဆင်နေခဲ့ပြီးတော့ဒါကျွန်တော်2030အထိပဲစာချုပ်တက်တန်းတိုးဖို့အတွက်ပြင်ဆင်လာခဲ့ပြီလို့သိရတယ်မှာပါတယ်စာကနဲ့လက်ရှိမှာအကယ်၍ဒါစာချုပ်တက်ပါတည်ရဲ့ဝင်တာကောင်းညင်ခဲ့မယ်ဆိုရင်တော့ Arsenal တင်းရဲ့လောက်ခလာစာအများဆုံးကတော့ကစားသမားဖြစ်သွားဖြစ်ပြီးတော့အင်္ဂလန်ကစားသမားတွေမှာလည်းလက်ခလာလက်ရှိလောက်ခလာစာအများဆုံးတော့ကစားသမားတွေတဲကတယောက်ဖြစ်လာဖို့အတွက်လည်းရာဂိုင်တို့နေများနေတဲ့နေရာမှာပါပါတယ်အဲ့တော့ဒါဘာကယူကို ဆိုဘာကဘူကာယိုစာကာနီနဲ့ဘာကာယိုကိုနဲ့အများနဲ့မှားတယ်ဘူကာယိုစာကာနီနဲ့အခုလက်ရှိမှာဒါကြောင့်သူအနေနဲ့တပတ်လောက်ခါလာဆိုတာ3သိန်းနဲ့3သိန်းခွဲပတ်ချလဲဝင်ရရဖို့အတွက် currency ဖြစ်ဖို့အတွက်တရင်းတွေထွက်လာခဲ့တယ်ဒီထဲမှာ bonus တွေပါညာလဲပေါအောင်မယ်လို့သိရတယ်ဒီမှာပါတယ်ဒါကစားသမားဘက်ကလက်ရှိမှာ Arsenal ဘက်ကိုလာစားတိုးတောင်းတဲ့ပုံစံမျိုးတော့မရှိခဲ့ပေမယ့်အဓိကဒါကြောင့်ဒီနေ့သင်ကြားထဲမှာအဓိကဆွေးနွေးခဲ့တာကတော့ဒါ contract land လို့ပဲသိရတယ်ဒီမှာပါတယ်အဓိကဒါကြောင့်စာကာကတော့5 plus 1လုပ်မယ်စာဒါ6 year လုပ်ရင်လုပ်မလုပ်ဘူးဆိုတော့5 year ဆိုတဲ့ပုံစံမျိုးပဲစာကာဘက်ကအဓိကလုပ်ချင်တယ်ဒါပေမဲ့လက်ရှိနောက်ဆုံး update တရင်းတွေရဆိုရင်တော့ဒါ ာကာနဲ့ဒါအာစနယ်ကြားထဲမှာ9နှစ်ဆိုတဲ့တည်သဘောတူညီမှုတစ်ခုနဲ့တူဒါဂျွန်လ2030အနေအထိဒါကျွန်တော်တို့စာချုပ်သက်တမ်းတူတော့မှာဖြစ်တယ်ဆိုတာကိုလည်း Fabrizio Romano ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ YouTube Podcast မှာဟောဒါကြောင့်တရားဝင် interview ခဲ့တာတွေ့ရမယ်အဲ့တော့မကြခင်မှာတော့တရားဝင်ကြီးညာမှုတော့ Arsenal သစ်ပြင်ဆင်လာခဲ့ပြီဆိုတဲ့တည်နေပါထပ်မံပြီးတော့ထွက်လာခဲ့တဲ့မှာပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့စာကာရဲ့စာချုပ်ပြီးပြီဆိုရင်တော့ Andrea Barter ရဲ့ The Gale နောက်ထပ်ကြီးကျယ်စာချုပ်တစ်ခုထပ်လုပ်ရမှာနှစ်ခုရှိတယ်တစ်ခုကလက်ရှိမှာစတင်ပြီးစကားပြောနေပြီဖြစ်ပြီးတော့နောက်ထပ်တစ်ခုကလက်ရှိမှာဒါကျွန်တော်တို့စ ာချုပ်တက်တန်းကလည်းကုန်ဘိုးတော့နည်းနည်းအလှမ်းဝေးသေးပေမဲ့လက်ရှိမှာအာစတိုဘက်ကတော့ဒီကစားသမားကို Real Madrid တို့ Bayern Munich တို့ကမျက်စိစကြလာတဲ့တို့ကြောင့်မို့သူတို့အနေနဲ့စာချုပ်အစ်စ်ကြောင်နည်းနည်းစကားပြောချင်တဲ့အနေထားမှာရှိတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။အဲ့ဒါကပါလဲဆိုတော့ Arsenal ရဲ့အသင်းရဲ့လက်ရှိဒါကျွန်တော်တို့ဒီပြဖြစ်တဲ့အာဒီတာအာဒီတာကိုလက်ရှိဒါကျွန်တော်ကောလာဟာလာဒီရဒါကျွန်တော်တို့ဘာစွန်းအသင်းကတစ်ချိန်ကြာရင်တော့သူတို့ရဲ့လီပြဖြစ်ပြုတ်လို့ဖို့အတွက်စိတ်ဝင်စားတဲ့အနေထားမှာရှိရဆိုတဲ့သတင်းထွက်လာခဲ့တယ်မန်ချက်စတာစီးတီးအသင်းကတစ်ချိန်တခါကြာရင်ဒါကေဂွာဒီယိုလာထွက်သွားခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ အာဒိတကိုဒါစောင့်ကြည့်နေတယ်ဆိုရယ်ကောလာဟာလာသတင်းဆဆိုင်တော့ထွက်နေတာကိုတွေ့ရမယ်။ဒါကြောင့်မို့ဒါအာဒိတကိုလည်းရှိမှဒါခရွန်ကီတို့မိသားစုနဲ့တိတ်ပြီးသဘောချနှစ်သက်လုံးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ကတော့ဒီနိပြကိုဒါရေရှိစာချုပ်ချုပ်ဖို့အတွက်လည်းပြင်ဆင်လာခဲ့လို့သိရတယ်မှာပါတယ်။အာဒိတဘက်ကလည်းရှိမှစာချုပ်သစ်ချုပ်ဆိုဖို့အတွက်အရင်ကြီးလောမှာတော့မဟုတ်ဘူးဆိုတဲ့ update သတင်းတွေတို့ကျွန်တော်ဆက်ပြီးသိရတယ်မှာပါတယ်။လက်ရှိမှာဒါကျွန်တော်အာဒိတစာချုပ်သစ်ချုပ်ဆိုခဲ့မယ်ဆိုရင်တော့ Premier League မှာဒါ Guardiola ပါကျော်လွန်ပြီးတော့လုခလဆာအများဆုံးကစားသမားလုခလဆာအများဆုံးဒါကျွန်တော်နိပြဖြစ်သွားမယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်လာခဲ့တယ်မှာ ပါတယ်။ဒါပေမဲ့ကျွန်တော်ဒါဂွာဒီယိုလာတင်ကိုကြော်ပြီးတော့မဟုတ်ဘဲနဲ့ဒါဘာပေါ်မှာလဲလုခလဆာအများဆုံးသောနီးပြရတဲ့တယောက်ဖြစ်သွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။တချို့မှာကပောင်းမှာလုခလဆာအများဆုံးနီးပြကစီမောနီထင်တယ်ကြားရတဲ့သတင်းတွေကဂွာဒီယိုလာကြော်သွားပြီလားမကြော်သွားဘူးလားတော့မသိဘူးဗောနော်လက်ရှိမှာဂွာဒီယိုလာရဲ့စီမောနီကအမြဲတယောက်တယောက်ဒါကြော်ကြော်ပြီးသွားနေတယ်မှာပါတယ်။ဒါပေမဲ့လက်ရှိမှာအာဒီဒါကဒီမြောက်ကိုကြော်ပြီးလက်ရှိမှာနံပါတ်1ဖြစ်ဖို့အတွက်လည်းလားတစ်ပြေးနေသေးရတယ်မှာပါတယ်။ခွန်ကီတိုအစုနှစ်ခုလက်ရှိမှာဒါအာဒီဒါကိုဒါဒီအသင်းကိုလုံးဝ turn around လုပ်နိုင်ခဲ့လို့လုံးဝ turn over လုပ်နိုင်ခဲ့တော့ဒါကျေးဇူးတင်တဲ့ကြောင့်လက်ရှိအနေနဲ့ စာချုပ်တင်ပါလေသူစိတ်ကြိုက်ဖြစ်စီမဲ့လုခါလာစာကူလေဒါသဘောတူညီမှုတော် ready ဖြစ်တယ်လို့သိရတယ်မှာပါကစားသမားတွေတောင်မှဒီလိုပုံစံမျိုးပေးနေတဲ့အချိန်မှာဒါသူတို့တွေနဲ့နီးပြကိုလူမျိုးပေးတာကတိတ်ပြီးထူးဆန်းနေနေတာမှမရှိဘူးဆိုတော့ဥစားကူလေ Canada's block ကနေပြီးတင်လာခဲ့တာကိုတွေ့ရမိတယ်မှာပါတယ်ဘောနော်အာဒီဒါရဲ့စာချုပ်တင်ကိုလက်ရှိမှာ Arsenal ဘက်က dialogue စာချင်တဲ့သဘောမှာရှိတယ်အာဒီဒါကလက်ရှိမှာဒီရနဲ့ပတ်သက်ပြီး AC ပါသူနေတာဒီနှစ်ကုန်လောက်မှာပဲဒါကျွန်တော်ဒီရသည်ကုန်လောက်မှာပဲသူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလက်ရှိမှာအသင်းနဲ့ပြန်ပြီးဆွေးနွေးသွားဖို့ရှိတယ်အာဒီဒါကိုလက်ရှိမှာခုနပြောလို့ပဲ Barcelona အသင်းကစိတ်ဝင်စားနေတာကြာပြီး Hansi Flick ကိုမခန့်ခင်တဲ့ကတည်းကအာဒီဒါက ကိုစိတ်ဝင်စားမှုတချို့ပြုလုပ်ခဲ့တဲ့မှာပါတယ်။သူ့ဝိမဲ့တော်ညာလည်းလက်ရှိမှာအာဒီဒါကိုတိုင်အဲတုန်းကလည်းဒါကျွန်တော်တို့အာဆလိုဒီနေပဲကော်မစ်လုပ်လိုက်တဲ့အနေထားမှာရှိတယ်။ကွာဒီယိုလာရဲ့လက်ရှိမှာအာဒီဒါနဲ့ကတော့ဘလို့ဖြစ်မလဲကျွန်တော်မသိသေးဘူး။ဒါပေမဲ့ကွာဒီယိုလာကလက်ရှိမှာစီးသေးရဲ့စာရုပ်တက်တန်းကုန်အာဒီဒါအဝင်ဆိုတဲ့ပုံစံမျိုးဆိုတဲ့ကမန်ချက်စတာစီးတီးဘက်ကတရင်လည်းထွက်တော့ထွက်နေတယ်။ဒါပေမဲ့အဲ့ဒါကကောလာဟာလာအဆင်မရှိဘူး။အဲ့တော့ကွာဒီယိုလာရဲ့စာချုပ်နဲ့ပုံစံအာဒီဒါရဲ့စာချုပ်နဲ့ပတ်သက်ပြီးဒါကျွန်တော်အာဆနယ်ဘက်ကတော့မကြခင်မှာ dialogue တွေစားရမယ်လို့သိရတယ်မှာပါတယ်။နောက်တစ်ယောက်ကတော့ကျွန်တော်တို့ rice ပေါ့နော် rice ရဲ့လက်ရှိဒါကျွန်တော်တို့ ကွေးလေနေရာအတွက်ဒါကျွန်တော်တို့ဘိုင်ယန်မြူးနစ်အသင်းကိုဒါလက်ရှိ ရီယယ်မက်ဒရစ်အသင်းကစိတ်ဝင်စားတယ်။ရီယယ်မက်ဒရစ်အသင်းကသူတို့ရဲ့ဒါကျွန်တော် defensive midfield center midfield နေရာတဲ့ rice ကသူတို့ရဲ့အနာဂတ်တစ်ယောက်ဖြစ်နိုင်တယ်ဆိုတာကိုတကြောင်။ပြန်လာကျွန်တော်လက်ရှိမှာ Jubelihan ကိုခေါ်ယူခဲ့ပြီးနောက်ပိုင်းမှာ English PR ကဘလောက်ထိအသင်းပေါ် impact ကြီးမားလဲသူတို့နေနဲ့နားလည်သွားတဲ့အချိန်မှာသူတို့နေနဲ့ဒါကျွန်တော် rice လိုကစားသမားမျိုးကိုခေါ်ယူခြင်းနဲ့တည်းမှာပါတယ်။ rice ကအခုလက်ရှိမှာဆန်ယုတ်တတန်းရ Arsenal အသင်းနဲ့ Chelsea တိတဲ့ကြောင့်မို့ Arsenal အသင်းကဒါနဲ့ပတ်သက်ပြီးလုံးဝပူတဲ့အနေထားမှမရှိဘူး။ rice ကိုတိုင်ကလည်းလက်ရှိမှာ Arsenal အသင်းမှာပျော်ရွှင်တဲ့အနေထားမှရှိတယ်။ဒါပေမဲ့ Arsenal အသင်းကလက်ရှိမှာ rice ကိုဒါကျွန်တော်လက်ရှိရနေတဲ့လာစာကိုတိုးပေးပြီးတော့စာချုပ် သစ်ချုပ်ဆိုမှုအတွက်လည်းပြင်ဆင်သွားနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တဲ့နေရာမှာပါတယ်။ဒါအာတီတာဥဆိုအာဆိုသိနေတာကျွန်တော်တစ်ဖက်ရတာကျွန်တော်ခေါ်ယူနိုင်မယ့်ဥစားကိုကြောက်လူစားတို့ကမှုပဲနဲ့ rise အနေနဲ့ခုလက်ရှိပြရတဲ့ခြေစွမ်းကိုချိုက်နှစ်တတ်တဲ့အတွက်ကြောင့် reward ပေးတဲ့ဆိုတဲ့ပုံစံမျိုးနဲ့စာချုပ်အစ်ချုပ်ဆိုမှုတဲ့ Arsenal တပ်ဘက်ကနေပြီးတော့ဆက်လက်ပြီးတော့ကြိုးစားသွားမယ်အနေထားမှာရှိတယ်လို့ပြောပြရစီလို့ပြောပြရစီအဲ့တော့လက်ရှိမှာဒါကျွန်တော်လုံးဝ bullshit သတင်းတွေတက်နေတာရှိတာကဘာလဲဆိုတော့ဒါမနီကဒါ David Austin တက်လာတဲ့တဲ့မို့နော် tier 1 level ရ Vinicius Junior ကလက်ရှိမှာ Real Madrid အသင်းနဲ့စာရုပ်သစ်မချုပ်ဆိုတော့ဘူးဒါ ဇလာဘီအလွန်ဆိုးရှိနေသူတွေကတော့ ဒါကျွန်တော် Vinicius Junior ကသူ့အနေနဲ့လုံးဝနီးပြတဲ့အဆင်မပြေဘူးလို့တရားဝင်ပြောဆိုခဲ့ပြီးနောက်မှာသူ့အနေနဲ့စာရုပ်သွင်းမချုပ်ဆိုတော့ဘူးဆိုပြီးတော့တရားဝင်ပြောလာခဲ့တယ်။အဲ့တော့ဒါဒီသတင်းတက်လာတဲ့အချိန်မှာငကူတဲကဒါကျွန်တော် Arsenal အသင်းကဝင်းကစားသမားတယောက်လူနေတဲ့အချိန်မှာ Vinicius Junior ကိုဒါခေါ်ယူဖို့တလဲရှိမှာတော်တော်လေးကိုစိတ်ဝင်စားတယ်ဆိုပြီးတော့ Arsenal အသင်းအနေနဲ့တက်လာခဲ့တယ်မှာပါ။ဒါပေမဲ့ Arsenal အသင်းရဲ့လက်ရှိ policy ရရှင်းတယ်။ဒါကျွန်တော် Arsenal အသင်းကဒါကျွန်တော်တို့ Vinicius Junior လူကစားသမားမျိုးကိုသူတို့အနေနဲ့ခေါ်ယူခြင်းတဲ့အထာမှမရှိဘူး။အဓိကကတော့ခုနကပြောလိုပဲ Arsenal အသင်းကဒါကျွန်တော်တို့သူတို့အနေနဲ့ထိမ့်သိမ်းရခတ်နိုင်တယ်ဆိုတဲ့ကစားသမားမျိုးကို အာစတောသင်းကခေါ်ယူနိုင်မယ့်အနေအထားမှာရှိအဓိကပါစနယ်ပုံစံမျိုးပေါ့နော်ဒါဗီနီရှက်စ်ဂျူနီယာကိုဒါအာစတောဘက်ကနေပြန်ကြည့်တဲ့အနေအထားမှာဒါကျွန်တော်ထိမ့်သိမ်းရခတ်နိုင်တဲ့သစားသမားတယောက်လိုမြင်နေတချို့အာစနယ်ပိတ်သက်ကဗီနီရှက်စ်ဂျူနီယာကိုချိန်ကောင်းချိန်လိမ့်မယ်ဒါပေမဲ့အာစတောသင်းဘက်ကလက်ရှိမှာဗီနီရှက်စ်ဂျော်ဒီယာကိုလက်ရှိမှာခေါ်ယူဖို့တော့ရခိုင်တော့လုံးဝမရှိတဲ့အကြောင်းကသူတို့အနေနဲ့သူတို့ဒါထိမ့်သိမ်းနိုင်တဲ့သူတို့ရဲ့လက်အောက်မှာ ACC ဖြစ်နိုင်တဲ့ကစားသမားကိုပဲအာစနယ်သင်းကခေါ်ယူခြင်းပြီးတော့ဒါ ACC နေနိုင်တဲ့ကစားသမားတွေကိုပဲအဓိကခေါ်ယူတယ်အဲ့ဒါကြောင့်မလို့လက်ရှိမှာ Arsenal သင်းတဲ့ Vinicius Junior ထွက်လာနေတဲ့သတင်းတွေကအကုန်လုံးက bullshit နဲ့ fake news လို့ပဲပြောလို့ရမယ်တဲ့မှာပါတယ် Arsenal သင်းကလက်ရှိဒီနှစ်ဆောင်းရာသီမှာဒါဝင်းကစားသမားကိုအဓိကခေါ်ယူဖို့အတွက်အနေထားမှာတော့မရှိတော့ဘူးလို့ခေါ်လာဟာလာတွေကသိရတယ်မှာပါတယ် Leandro Trossard တယောက်ဒါကျွန်တော်ခြေစွမ်းပြန်ပြလာမှုတွေပေါ်မှာ Adidas နဲ့လုံးဝဂျင်းနဲ့နေတယ်သူတို့နေခေါ်ပစ်ခဲ့မယ်ဆိုရင်တော့မှဒီနှစ်ဆောင်းရာသီမှာဒါငွေကြီးရထပ်ပြီး invest လုပ်ပြီးခေါ်မယ်စားလာမယ့်ຫນွေရာသီမှာဒါ Adidas အနေနဲ့လက်ရှိမှာဒါလည်းဖွင့်နေရတဲ့ maybe ဒါ Marquis Sign တယောက်ကိုခေါ်ရင်ခေါ်မခေါ်ဘူးဆိုတာတခုခု လုပ်ဖို့အနေထားမှာရှိတယ်။ဒါပေမဲ့ဒီနေ့မှာတော့ Adidas ရဲ့လက်ရှိဒါအားကိုရတဲ့ DN Neutral Set ကိုပဲ left wing နေရာကိုရေရှည်ရပေးထားမှာဖြစ်ပြီးတော့တချို့ပွဲပွဲချောင်တဲ့ပွဲစဉ်တွေမှာတော့ Martinelli ကဒီနေရာမှာယူသွားဖို့တဲ့ရာဂိုင်းတို့နေများလာပြီလို့သိရတယ်မှာပါတယ်။အဲ့လက်ရှိမှာဒါကျွန်တော် အာဆနိုသင်းဘက်ကလည်းဒါကစားသမားအစ်တတွေကိုဆောင်ရတီမှာခေါ်ယူသွားမယ်ဆိုတာတက်ဆိုင်လက်ရှိရှိရင်းဆွဲကစားသမားတွေ project မှာအရေးကြီးတဲ့ကစားသမားတွေကိုပို့ပြီးတော့အခွင့်အရေးပေးပြီးတော့ပို့ပြီးတော့ဒါကျွန်တော်လက်ရှိမှာစာချုပ်အစ်တတွေကိုချုပ်ဆိုသွားဖို့ဒါအာရုံစိုက်သွားမယ်လို့သိရတယ်ဒီမှာပါပါတယ်အာဆနိုသင်းရဲ့လက်ရှိမှာဒါလာမယ့်ဆောင်ရတီမှာငွေတွေကိုဖြုန်းပစ်တာတက်ဆိုင်တော့သူတို့အနေနဲ့လက်ရှိအနေထားရဒါကျွန်တော်တို့ရှိရင်းဆွဲကစားသမားတွေအသင်းကို improve ဖြစ်နိုင်မယ့်ကစားသမားတွေကိုစာချုပ်အစ်ချုပ်ဆိုမယ်အနေထားမှာရှိတယ်အသင်းမှာမလူတဲ့ကစားသမားတွေရောင်းသွားမယ် Gabriel Jesus လို့လူကစားသမားမျိုးကိုလည်းလာမယ့်ဆောင်ရတီမှာရောင်းသွားဖို့အကြီးကျယ်ပြင်ဆင်နေတယ်ဤတဲ့ဝန်တွေ ဲ့ဒီလိုဒါကျွန်တော်ချာတိတ်လူကစားသမားမျိုးတွေကိုတော့အာစတိုအသင်းနေနဲ့ဒါမိနစ်များများရအောင်ဆိုပြီးသူတို့အနေနဲ့ဒါကျွန်တော်အငှားချသွားဘူးလဲစီစဉ်နေတယ်ဆိုတော့တင်းထွက်လာခဲ့တယ်။ Ethan Wanoy နဲ့ပတ်သက်ပြီးလက်ရှိမှာအသင်းတော်တော်များများအငှားခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေကိုပြုလုပ်နေခဲ့ပြီးတော့အာစတိုအသင်းကလက်ရှိမှာ Ethan Wanoy နဲ့ပတ်သက်ပြီးလုံးဝလုံးဝအပြီးသားရောင်းချတော့မှာမဟုတ်ဘူး။ Ethan Wanoy ရဲ့လက်ရှိဒါ Arsenal project မှာ immediate မှာ impact ကြီးမားလွန်နိုင်တဲ့ကစားသမားတယောက်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့်အာစတိုအသင်းကတော့ဒီကစားသမားကိုဘယ်နည်းနဲ့မှလက်လွတ်ဆုံးရှုံးခံနိုင်မှာမဟုတ်ဘူးဆိုတဲ့သတင်းနဲ့ပဲကျွန်တော်တို့ဒီနေ့ညနေလေးကို ကျွန်တော်နေတက်ဆက်ပေးကြပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစို့ဆုမွန်ကောင်းတောင်းပြီးနေပဲအားလုံးပဲကျေးဇူးတော်ကုန်ပြီပါဘောညမိုင်လေးကလေးပေးကြပါဦးမြန်မြန်ကလစ်မြန်မြန်နံဖြစ်ပါတယ်ကျွန်တော်တော်ကုန်ပြီပါဦးဒေဗာဗျာ